ကောင်းမင်္ဂလာပါကျွန်တော်ရဲ့လက်စွမ်းမှာတ냐စာအုပ်ဖတ်ခြင်းအစီအစဉ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ဒီ episode မှာနောက်တစ်ပတ်ကိုဆက်ပြီးတော့မှဖတ်ပြပေးသွားပါမယ်ချက်ဝကစကားကိုဖြတ်ကသူ့အတွင်းနဲ့သူပြုံးနေသည်ဂျာမန်တွေဟာဘုဖနက်ကိုအတိလဲကျကြတာပဲဟုမှတ်ချက်ချသည်ဟုတ်တယ်ဒီပစ္စည်းကသူတို့အတွက်လိုအပ်နေတာကိုအခုကျွန်တော်ကထောက်ခံသည်သူတို့မှာကသူတို့လောက်ထားတဲ့အညစ်အကြေးတွေကြားမှာဟက်ဟက်ခဲခဲ သွားလာနေရတာဆိုတော့မရှိရင်မဖြစ်တော့လိုအပ်နေတာပေါ့ချက်ဝတ်ဒီသူ့ဝိုင်ဖန်ပွဲကိုယူရမော်တီဆတ်တော့ကလေးကသူဒီမြများဆဆမတောင်းကျွန်တော်ကလက်မနိုင်ကိုငုံချည်သည်၃နာရီပင်ခွဲနေပြီချက်ဝတ်ကလည်းကျွန်တော်လှူချမှုကိုတရေထားမိသည်တိတ်မကြတော့ပါဘူးပြီးတော့မှာပါဟုပြောသည်တင်းမောကိုချိန်မီရောက်မှာပါစိတ်မပူပါနဲ့ကြံပိုင်းတွေကပျော်စရာတွေများပါတယ်ပျော်စရာလဲမြများဆဆမရှိတော့ပါဘူး မများဘလိုနည်းနဲ့သူတို့လက်ထက်ကလွတ်လာခဲ့တယ်လဲဟု ကျွန်တော်ကမေးသည်။ပိုပါတီဝင်ကောင်ကဟဲလင်းစာကိုဖတ်ပြီးသွားပြီ။သူကကျွန်တော်နိုင်ငံကူးလက်မှတ်ကို ပြန်ပေးပြီးဆွစ်ဇာလန်မှာ အသိရှိသလားလို့မေးတယ်။ကျွန်တော်ကလည်းခေါင်းငြိမ့်လိုက်တယ်။အများအတိကဘယ်သူလဲ။အမ်မားနဲ့ရော်တင်ဖန်။အဲ့ဒီနှစ်ယောက်ကဆွစ်ဇာလန်မှာအလွတ်လုပ်နေတဲ့နာစီတွေပေါ့။စစ်ပြေးဒုက္ခတွေတိုင်းကသူတို့ကိုသိကြတယ်။မုန်းလဲတိတ်မုန်းနေ။တခြားအတိရောရှိသေးလား။ ျွန်တော်တို့လူတွေဘန်းမှလည်းရှိကြတယ်။နမီအားလုံးကိုပြောပြဖို့တော့လိုမယ်မထင်ပါဘူး။သူကကျွန်တော်ကိုဖြတ်ခနဲ့အလိမ်ပြလိုက်ပြီးတန်ကောင်းပါစေဟိုင်းဟစ်တလားလို့နှုတ်ဆက်တယ်။ကျွန်တော်ခီးသွားဖို့ခင်ဗျာကတော့တိတ်ကံမကောင်းကြဘူး။သူ့မှာရှိသမျှဆောင်ရွက်စာတမ်းတွေထုတ်ပြတာတော့မှမပြေလည်ဘူး။အစစ်အစင်းအမင်းမြန်ခံနေရတယ်။သူ့ခင်ဗျာတကူလုံးရွှေတွေနဲ့နေနေကြတယ်။ကျွန်တော်ကဘေးကရက်ပြီးကြည့်မနေချင်ဘူး။ကျွန်တော်စားတောက်ခံတွဲကိုပြန်သွားလို့ရပြီလားလို့မေးတယ်။ ပြန်သွားနိုင်ပါပြီလို့ပါတီဝင်ကောင်ကပြောတယ်။အင်းလေစားကိုစားလို့ကောင်းနိုင်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။ကျွန်တော်ပြန်ရောက်သွားတော့စားတောက်ခံတွေ့တဲ့မှာလူတွေပြည်နေပြီ။ကျွန်တော်ဇပွဲကိုအမေရိကန်မိသားစုကဝင်ထိုင်ထားကြတယ်။ကျွန်တော်ကကျွန်တော်မှာခဲ့တဲ့အတိုင်းကျွန်တော်ဇပွဲကိုခမည်းထိန်းထားလိုက်မယ်လို့ထင်ထားတာလို့ကျွန်တော်ကဇပွဲတွေကိုပြောမိတယ်။သူကပခုံးတစ်ဘက်ကိုတွန်းလိုက်တယ်။ကျွန်တော်ကြိုးစားပါတယ်ခမည်း။ဒါပေမဲ့ဒီအမေရိကန်တွေနဲ့ကြတော့ပြောရတာမလွယ်ပါဘူး။ သူတို့ကဂျာမန်စကားလဲနားမလဲပြီးတော့သူတို့ကလွတ်လွတ်လပ်နဲ့သူတို့ချိုက်တဲ့နေရာမှာ ဝင်ထိုင်တတ်တဲ့လူတွေမဟုတ်လားလူချင်းမင်းဟိုဘက်ဇပွဲမှာထိုင်ပါလားခမားဇပွဲဟာဇပွဲပါပဲကျွန်တော်ဝိုင်မလင်းကိုရွှေ့ပေးပါမယ်ကျွန်တော်မလုပ်ရမှန်းမသိဘူးကျွန်တော်ဇပွဲမှာဝင်ထိုင်နေတာမိသားစု၄ယောက်အသက်16နှစ်အရွယ်မိမချော်လေးကကျွန်တော်ငွေပွက်ထားတဲ့နေရာနဲ့ကပ်ပြီးထိုင်နေတယ်။ကျွန်တော်စပွဲပြင်ရအောင်ဇွလုံလုံကလည်းမကောင်းဘူး။ အားလုံးရွရွတဲတဲဖြစ်ပေါ်မှာကြောက်ရတယ်။ကျွန်တော်တို့အားလုံးဂျမန်မျိုးပေါ်မှာပဲရှိနေသေးတယ်ဆိုတာလည်းမေးလို့မဖြစ်ဘူး။ကျွန်တော်ဝေခွဲမရတဲ့စိတ်နဲ့ရက်နေတော့မှာပဲဇပွဲတို့ကပြောတယ်။တနင်္လာမှာခဏထိုင်တော့ပါခင်ဗျာ။သူတို့မိသားစုထားတာနဲ့ကျွန်တော်ဒီဇပွဲမှာပြင်ပြီးပါမယ်။အမေရိကန်တွေဟာစားတာတောက်တာအလွန်များလာတယ်။သူတို့စားမှာကအသားညက်ပေါင်းမုန်းနဲ့အရှူရည်မျိုးတွေကြာမယ်မဟုတ်ပါဘူး။ကျွန်တော်မတက်နိုင်တော့ဘူး။ကျွန်တော်ဝတ်ထားတဲ့နေရာကို ြင်သာတဲ့နေရာတစ်ခုရွေးပြီးထိုင်နေဖြစ်ကရေစရာတော့အကောင်းသားစစောကတော့ဒီနေဆက်ကလွတ်မြောက်မယ်ဆိုရင်ဒီငွေအားလုံးကိုပေးပြင်မယ်လို့စိတ်ကူးခဲ့တယ်ဟောအခုကြတော့စိတ်ကတမျိုးဖြစ်သွားပြီမေးမတီရံမခါပဲနေဆက်ကိုဖျက်နိုင်တော့မယ်ဆိုတာသိနေတော့ငွေအားလုံးကို ပြန်လို့ခြင်းနဲ့နောက်ဆုံးကုံကုံပြောရရင် အမေရိကန်မိသားစုနဲ့တိုက်ခိုက်တက်ဖြတ်ပြီးယူရမယ်ဆိုရင်လည်းအတင်မယ်ကျွန်တော်အပြင်ဘက်ကိုတစ်ချက်လှမ်းကြည့်လိုက်တယ်ကျွန်တော်ခီးသွွားဖို့ ကောက်အရာရှိနေဝန်ထမ်းတွေကခေါ်သွားတာမြင်နေရတယ်။ပထမဆုံးခံစားမှုကတော့တခြားမဟုတ်ဘူး။ငါသူ့နေရာမှာမဟုတ်လို့တော်ပါသေးရဲ့ဆိုတဲ့ခံစားမှုပဲ။အဲ့ဒီနောက်တော့တနာရဲစိတ်ဝင်လာတယ်။တကယ်တော့ကျွန်တော်သူ့ကိုတနာပေမယ့်ဘာမှလည်းလုပ်ပြနိုင်တာမဟုတ်ပါဘူး။ကျွန်တော်ကိုယ်တိုင်ကလည်းနေဆက်ကိုအေးအေးဆေးဆေးဖြတ်ကူးသွားနိုင်မှုနဲ့ကိုယ်ငွေပြန်ရဖို့အတွက်ရင်ပူနေရတဲ့လူတယောက်မဟုတ်လား။အမှန်တော့ငွေကအဓိကမဟုတ်ဘူး။လုံခြုံမှုကအဓိက။ ကျွန်တော်ဆိုလိုတာကဘဝလုံးကြုံမှုဟန်နင်ကလည်းလိုက်လာမှာဆိုတော့အစဉ်ပြေပြေနေထိုင်သွားနိုင်ဖို့ကအရေးကြီးရဲ့အဲ့ဒီတော့ဝင်မရှိလို့ကတော့မဖြစ်ဘူးဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်သူစကားကိုဆုံးအောင်မဆောက်နိုင်တော့ပါဒီမင်းမစ္စတာရှက်ဝခမားငွေတွေကိုဘယ်လိုနည်းနဲ့ရအောင်ပြန်လုပ်ခဲ့တယ်လဲဟုကြားဖြတ်မိမိနီဟာဟုတ်တာဗောခမားသိချင်တာမှန်ပါတယ်ဒါကအရေးကြီးတဲ့ကိစ္စတစ်ခုပဲမကြခင်မှာ ဆွေးခေါရာရှိတွေစားတော့ခံနေဝင်လာကြတယ်။အမေရိကန်မိသားစုမှာကလက်ဆွဲအိတ်တာပါတာမဟုတ်ဘူး။သူတို့တွေထဲမှာတစ်တာတွေပါပါသေးတယ်ဆိုတော့တွဲစီကိုပြန်ရမှာ။ဒါနဲ့ပဲသူတို့လည်းအောက်ရာရှိတွေနဲ့လိုက်သွားကြတယ်။စားလို့တော့လို့ကလည်းပြီးသွားကြပြီဆိုတော့အမိသားစုလုံးပဲထားသွားကြတာ။ကျွန်တော်ဇပွဲကိုဇပွဲတို့ကရှင်းလင်းတုတ်တင်ပြီးကျွန်တော်ကိုရွှေခိုင်းတယ်။ကျွန်တော်ဝင်ထိုင်မိတာနဲ့တပြိုင်တည်းဇပွဲခင်းပေါ်ကိုလက်နဲ့ဆန်းကြည့်လိုက်တယ်။ ဝင်းဆက်ကူကထပ်လိုက်ပြီးနေရာမပြတ်ဘူးစပွဲတို့ကဝိုင်းပလင်းနဲ့ဖွဲ့ကိုယူလာပြီးရှာနေတယ်အကောက်ဌာနနဲ့ကိစ္စပြီးသွားပြီလားလို့မေးတယ်ပြီးသွားပြီအသားပြုတ်ကျော်တပွဲယူခဲ့ပါအခုယထာကဆွစ်ဇာလန်နိုင်ငံနဲ့ရောက်နေပြီလားမရောက်သေးဘူးခင်ဗျယထာမထွက်မရှင်းကြောက်အောင်မဟုတ်ဘူးစပွဲတို့မိဖို့ကမ်းပတ်ထွက်သွားတယ်ကျွန်တော်ကတော့ယထာထွက်ကိုစောင့်နေရောက်ခါနေမှအခုလိုစောင့်နေရတဲ့အလို့ဟာဘယ်တော့စိတ်မရှိစရာကောင်းတယ်လေဗျာ ။အများတို့လည်းကြုံမှုမှာပါ။အတော့ကိုတီးခံရတဲ့အလုပ်ပဲ။ကျွန်တော်လဲမောင်းကနေပြီးအပြင်ကိုကြည့်နေမိတယ်။ပလက်ဖောင်းပေါ်မှာလူတွေအတော်များတာ။လူတွေကမှလက်တွန်းလေးတစ်စီးတွန်းပြီးဝိုင်းနဲ့ချောကလက်လိုက်ရောက်နေတဲ့လူပုလေးတယောက်။ကျွန်တော်နဲ့တရွဲ့တဲ့ပါလာတဲ့ခီးတွေကိုလှမ်းတွေ့လိုက်ရတယ်။သူတယောက်တည်းရထားစီကိုအပြေးလွှားပြန်လာနေတယ်။ဟာတောက်ပုံကလည်းမြန်လာပါကလားဆိုတဲ့အတန်းချလိုက်ရလို့လှည့်ကြည့်လိုက်တော့ဘွဲတို့ ျွန်တော်ဝိုင်မလင်းကိုကြည့်လိုက်တော့ကုံလူနီးနေပြီကို့ဘာသာကိုအဆက်မပြတ်တောက်နေမိတာလုံးဝသတိမထားမိဘူးအဲ့ဒီတော့မှတရားတွေဟာစက်ကနေလှုပ်သွားတယ်ဇပွဲဘော်ကဂျိန်းထိုးသွားတဲ့ဝိုင်မလင်းကိုခပြားခရာနှမ်းဆွဲထားလိုက်ရတယ်ညထားထွက်ပြီနောက်တစ်လုံးတော့ကျွန်တော်ကထပ်မလာဇပွဲတော့ဟာကျွန်တော်နားကပျောက်သွားတယ်ကျွန်တော်ဇပွဲကင်းအောက်ကငွေကိုယူပြီးတိကက်ထဲထည့်ထားလိုက်တယ်နောက်ခဏလောက်ကြာမှ အမေရိကန်တွေပြန်ရောက်လာပြီးကျွန်တော်ဇဝဲမှာဝင်တိုင်ကြတယ်။ကော်ဖီမှာတယ်။မိန်းကလေးကဒီမောက်ကနေပြီးအပြင်ဘက်ကတောတောင်ရင်မြေတွေကိုတက်ပုံရိုက်ရင်းဒီမိန်းကလေးကိုတော်တယ်လို့ဆေးဟဲကကြိတ်ပြီးရှင်းမှုမိတယ်။အခြားကြောင့်မဟုတ်ဘူး။သူစိတ်ဝင်စားနေတဲ့ရှုခင်းတွေကကဘာပေါ်မှာအလှဆုံးရှုခင်းတွေ။ဇဝဲတို့ဝိုင်မလင်းနဲ့ပြန်ရောက်လာတယ်။ကျွန်တော်တို့အခုဆူဇာလန်နိုင်ငံနဲ့ရောက်ကြပါပြီခင်ဗျားတဲ့။ကျွန်တော်ဝိုင်ဖို့ချက်ချင်းပေးပြီးသူ့အတွက်လည်းအပိုကြီးကောင်းအောင်ပေးလိုက်တယ်။ ပြီးတော့ကျော့ဒီဝမ်မလင်းကိုလည်းခမည်းယူလိုက်တော့ကျွန်တော်ကအမတ်တရပွဲလေးတစ်ခုလုပ်မယ်စီကူးလို့ဝေတာအခုတော့မလိုတော့ဘူးကျွန်တော်အတွက်ပထမတစ်လုံးနဲ့ပဲလုံတော့သွားပြီလို့ပြောလိုက်တယ်ခမည်းကအစာမစားပဲတောက်တာကိုဟုတ်တယ်ကျွန်တော်ကထရရလိုက်တယ်အမတ်တရပွဲဆိုတာလူကြီးမင်းရဲ့မွေးနေ့လားလို့စွဲတော့ကမေးတယ်မဟုတ်ပါဘူးလို့ကျွန်တော်ကအပြေပေးလိုက်တယ်ကျွန်တော်ရဲ့ရွှေတုမင်္ဂလာလက်ထပ်ပွဲနေပါ ျွန်တော်နဲ့တရွဲတဲ့လိုက်လာတဲ့ခီးသွောပေါ်ဟာငင်ငင်ကုကုကလေးထိုင်နေတယ်။ရွှေတွေထွက်တာတော့မတွေ့ရဘူး။ဒါပေမဲ့စောစောကထွက်ခဲ့တဲ့ရွှေတွေကြောင့်အဘိုးဟာရွှေရွှေဆိုနေတယ်။ခုထိမချောက်သေးဘူး။ညင်ယူရင်တော့ရေထွက်မဲ့အနေအားဖြင့်နောက်တော့သူကကျွန်တော်ကိုလမ်းမြည်တယ်။ကျွန်တော်တို့ဆွေဆန်လန်နိုင်ငံနဲ့ရောက်ပြီလားတဲ့။ရောက်ပြီလို့ကျွန်တော်ကဖြေလိုက်တယ်။သူပြန်ပြီးငြိမ်နေပြန်တယ်။ဘဲမောကလည်းအပြင်ကိုကြည့်နေတယ်။ ကျွန်တော်တို့ရဟဟာဆွတ်နမီနဲ့ဘူရာယုံနေုံမှာရက်တယ်ဆွတ်ယုံဝိုင်းကအလံဝင်းရမ်းပြတယ်ဆွတ်ပလေးနှစ်ယောက်ဟာကုံထဲပေးမှာရက်ပြီးစကားပြောနေကြတယ်ချောကလက်နဲ့ဝတ်ဟူချောင်းချောင်းနဲ့စိုင်လေးတစ်စိုင်ကိုလည်းမြင်နေရတယ်ကျွန်တော်အဖေကတက်တဖက်တွဲပြင်ထုတ်ပြီးဆွတ်သတင်းစာတစ်စောင်ဝင်လိုက်တယ်ငါတို့ယထာဆွတ်ဆန္ဒနိုင်ငံနဲ့ရောက်နေပြီလားလို့ဒင်းစာရောင်းတဲ့ကောင်လေးကိုပြပြန်တယ်ရောက်နေပြီလေဗျာတခြားဘယ်နေရာသွားလို့ဘယ်နေရာရောက်ရမှာလဲကဲပြီး ။တရင်စာပို့ပေးဦးမှာပေါ့ဗျာ။ကျွန်တော်ဘောကအိတ်ကတ်ထဲကပိုက်ဆံကိုဝမ်းသာအားရထုတ်ပြီးကောင်းကလေးလက်ထဲထည့်ပေးလိုက်တယ်။သူ့အနေနဲ့ခုမှစိတ်အေးသွားပုံရတယ်။စောစောကကျွန်တော်ပြောတာကိုလုံးဝယုံကြည်မှုမရဘူး။သူဟာတရင်စာကိုလှမ်းတော့ကြည့်ပြီးချထားလိုက်တယ်။ကျွန်တော်ဟာခုလွန်မြောက်မှုအတွက်ဝမ်းသာလို့ဆိုပြီးနေမျောနေတယ်လို့ဖြစ်နေတယ်။ရထားဘိန်းတန်တွေကလည်းတော့တခြားဘာသာမှမကြဘူး။ နောက်တော့မှကျွန်တော်နှုတ်ခမ်းတွေလုပ်နေတာကိုသတိထားမိတယ်။အော်ငါလူကစကားပြောနေပါလား။နောက်ဆုံးကြတော့အပြင်ကိုရောက်လာပြီ။တော်ပါသေးရဲ့လို့သူကပြောတယ်။ကျွန်တော်ကလည်းမျက်လုံးကြီးပြူးကြည့်နေတယ်။ခမားတို့ရဲ့တောက်သုံးတစ်စက်မှမကျတဲ့နိုင်ငံကထွက်လာလို့တော်ပါသေးရဲ့လို့ပြောနေတာမစ္စတာပါတီရဲဘော်ကြီး။ဝက်ကောင်တွေကြီးစိုးနေရဆိုတော့ဒီဝက်တွေကတနိုင်ငံလုံးမှာစစ်တမ်းလျားနဲ့အခြေစခန်းတွေပဲစောင့်နေကြတာပဲတိတ်ဖို့တော်တဲ့ဝက်တွေပါပဲဟော ခုဆွေးစားလာနိုင်ရတဲ့ရောက်ပြီတော်ပါသေးရင်လွတ်မြောက်လာတော့ဘဲကောင်းစီကမှအမိတ်တွေနားခံနေစရာမလိုတော့ဘူးဒီမှာကြတော့လွတ်လပ်စွာပြောကြိုက်တယ်လို့ပြောဘာဖြစ်လဲဘာမှမဖြစ်ဘူးခင်ဗျားတို့လူတွေကတခိုးတွေဓမြတွေလူသမားတွေပဲဂျာမနီနိုင်ငံတော်ကြီးကိုအဲ့တလိုလူသားတွေနဲ့တိစောက်ထားကြပြီဆိုတော့ဘယ်လိုလုပ်ပြီးကောင်းတော့မှာလဲသူကဘောသားတကြီးနဲ့ပြောနေတာဆိုတော့သူ့ပါဇက်ထောင်းတွေကအမြုပ်တွေတောင်ထွက်ကြလာနေတယ်သူကျွန်တော်ကိုကြည့်နေပုံကလည်းအမြုပ်တကောင်ကိုမြင်လို့ ကြောက်လန့်နေကြဖြစ်ပြီးကြည်နေတဲ့မိမန်တယောက်နဲ့တူတယ်။ပြုတ်တူပြည့်တယ်နဲ့သူစိုးစိုးကကြားခဲ့ရတဲ့စကားတွေအရသူကျွန်တော်ကိုနာစီပါတီဝင်တယောက်လို့ထင်နေတာကိုကျွန်တော်ဘာမှပြန်မပြောပါဘူး။ငြင်းငြင်းအေးအေးနဲ့ပဲထားထောင်နေပါတယ်။လုံခြုံမှုရသွားတဲ့ခုဘဝပေါ်တာယာကျင်တဲ့စိတ်ကလွမ်းမိုးနေတယ်မဟုတ်လား။အများဟာကျွန်တော်တက်တည်ကောင်းတဲ့လူတယောက်ပဲလို့ကျွန်တော်ကပြောတယ်။ကျွန်တော်ရဲ့ကိုယ်လေးချင်းကအနည်းဆုံးပေါင်20လောက်ခမည်းတော်ထွက်ကြတဲ့အမှန်ပဲ။အရက်ကြတော့လဲ ကျွန်တော်ကခမရတဲ့၆လက်မှပုံမြင်နေဒါပေမဲ့ရင်းအိုးအခြေကတော့တိုက်မကြည့်ရသေးဘူးတိုက်ကြည့်လိုက်ရင်လည်းပိုပြီးကောင်းသွားမယ်ထင်တယ်ခမရကကျုပ်ကိုပြောင်းလဲလောင်လာလုပ်တယ်ပေါ့လေဟုတ်လားလို့သူကအော်တယ်ဒေါသလည်းပိုကြည့်လာတယ်ကျုပ်တိမခံနိုင်ဘူးတော့ကျုပ်ကနာစီပါတီရဲ့မြေပေါ်မှာမဟုတ်တော့ဘူးဆိုတာခမရနားလည်ရလားခမရတို့ကျုပ်မိဘတွေကိုဘာတွေလုပ်ခဲ့ကြတယ်လဲကျုပ်ရဲ့အဖေအိုကြီးကခမရတို့ကိုဘာတွေများလုပ်ခဲ့လို့လဲ ကဲခုရောခမားတို့ကောင်တွေတကဘာလုံးကိုမိလောင်နေအတွင်းပေါ်အားထုတ်နေကြတယ်။သူပြောတာဟုတ်တယ်မဟုတ်လား။ဘာလဲခမားကစည်ကြီးပြစ်လိုက်မယ်လို့ထင်နေတာလို့ကျွန်တော်ကမေးတယ်။အမေခမားကမသိတယ်လို့လုံနေပြင်မိလားဗျာလို့သူကပြောတယ်။ခမားတို့နှစ်တထောင် right ဂျာမန် MIR ကြီးတည်မြဲရေးဆိုတာဘာလဲ။ခမားတို့နာဇီတွေဟာလူသက်သမားတွေ။ခမားတို့စစ်မှမတိုက်ရင်စီးပွားရေးပြတ်ပြီးတနိုင်ငံလုံးပုံမှုလဲမှာ။ ်ခင်ဗျားတို့ပါတီကောင်တွေအားလုံးအဲ့ဒီတည်းပါသွားမှာကျွန်တော်လည်းခင်ဗျားနဲ့သဘောထားအမြင်ချင်းအတူတူပါပဲဗျာလို့ကျွန်တော်ကပြောပြန်တယ်။ဒါပေမဲ့ဒီစစ်ကြီးမှာဂျာမနီကနိုင်သွားရင်ရောဘယ်လိုဖြစ်ကုန်မယ်ထင်တယ်။အဝတ်စုတွေဝတ်ထားရတဲ့လူဟာကျွန်တော်ကိုပြွတ်ပြွတ်ပြဲတဲ့အခြေအနေနဲ့ပြီးတော့ဒရွေးတစ်ချက်ခက်ခက်ခဲခဲလျှောက်လိုက်ပြီးခင်ဗျားတို့နိုင်ရင်ဒီကမ္ဘာလောကမှာဘယ်ဟန်တခင်မရှိတော့ဘူးလို့ပြောပြန်တယ်။ ျွန်တော်နဲ့ခင်ဗျားအမြင်တူတူပဲကျွန်တော်ခါရကထရရလိုက်တယ်ခင်ဗျားကျုပ်ကိုမထိနဲ့လို့သူကအတန်တိတ်တိတ်ကြောင်ကြောင်နဲ့ပေါ်တယ်ခင်ဗျားချက်ချင်းဖမ်းခံရပြီဘာမှတ်လို့လဲကျုပ်အရေးပေါ်ဖိတ်ကျိုးကိုဆွဲလိုက်မှာနော်ကျုပ်တက်ဆိုင်ရာကိုတိုင်မှာတည်လာဘာပဲဖြစ်ဖြစ်ခင်ဗျားဟာပလိလက်ရောက်တဲ့လူတယောက်ခင်ဗျားဟာတချို့တယောက်ဆိုတာကျုပ်တည်တယ်စောစောကခင်ဗျားတို့ပြောနေဆိုနေတာတွေအကုန်ကြားထားတယ်တည်လား ကျွန်တော်လိုချင်နေတာအဲ့ဒါပဲလို့စီရင်ကတွေးနေမိတယ်။ဆွစ်ဇာလန်ဟာလွတ်လပ်တဲ့နိုင်ငံတစ်နိုင်ငံပြလို့ကျွန်တော်ကပြောနေ။လူတယောက်ကိုမတော်မတဲ့ဆွဆွဲပြီးကြက်ကလေးငှက်ကလေးဖမ်းသလိုဖမ်းလို့မရဘူး။အဲ့ဒီလိုမကောင်းတဲ့စိတ်ကူးမျိုးကိုခင်ဗျားဂျာမနီကရခဲ့ဟန်တူပါတယ်။ကျွန်တော်လက်ဆွဲအိတ်ကိုယူပြီးအရှာတွဲတွဲကိုပြောင်းလာခဲ့တယ်။ဒီယူကိုကျွန်တော်အကြောင်းရှင်းပြနေလို့အလားအပြားလို့တွေးမိတယ်။ပြီးတော့သူ့လိုလူစားနဲ့တွဲထိုင်နေလို့ရော ဘာများအကျိုးရှိမှာလဲလို့ဆုံးဖြတ်လိုက်တယ်။အမုန်းစိတ်ဆိုတာလူစိတ်ကိုပြပြားစေနိုင်တယ်။အဆစ်နဲ့အလွန်တူတဲ့ဟာမျိုးမုန်းပြီးဟိဆိုရင်တခြားလူတွေမှာလည်းမုန်းနိုင်စိတ်ရှိတယ်ဆိုတာမတွေ့နိုင်တော့ဘူး။ဒီသဘောကိုကျွန်တော်ရှေ့တလုံးအိမ်တိုင်းလုပ်ပြီးတလဲလဲသွားနေရတဲ့ဘဝတစ်လျှောက်လုံးနဲ့တိလာခဲ့ရပြီ။ဒီ episode ကိုဒီမှာရိုက်လိုက်ပါမယ်။နောက်တစ်ပိုက်ကိုနောက် episode မှာကျွန်တော်ထပ်ပြီးတော့မှဖတ်ပြပေးပါမယ်ခင်ဗျာ။အားလုံးကျေးဇူးတင်ပါတယ်။